္ဂလာပါယနေ့အောက်တိုဘာလ9ရက် BBN မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားအနေငယ်မှာအာတင်တင်ရှိနေပါတယ်။ထူးခြားတဲ့အခြေအနေကတော့ယနေ့မနေ့9နိုင်ခွဲအချိန်တိုင်းထွာခြင်းများအရာတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အာကောင်သောပူပိုင်းမုန်တိုင်းမတ်မိုဟာနောက်နောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးပိုမိုအားကောင်းလာကတိုင်ဖွန်းမုန်တိုင်းမတ်မိုအဖြစ်သို့ရောက်ရှိခဲ့ပါတယ်။အဆိုပါတိုင်ဖွန်းမုန်တိုင်းမတ်မိုဟာ နောက်နောက်မြောက်ဖက်သို့ဆက်လက်ရွေလျားနိုင်ပြီးနောက်24နှစ်အတွင်းတရုတ်နိုင်ငံတောင်ပိုင်းဟိုင်နန်ကျွန်းမြောက်ပိုင်းနဲ့ဂန်တုံပြည်နယ်ကမ်းခြေဒေသများကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေစကိုင်းတိုင်းထက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထုံးမှုအကောင်လျက်ရှိနေပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စည်းလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစားတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်လာနိုင်ပါတယ်။မြပင်လေပြင်းမှာလှိုင်းတင့်တင့်ရှိပါတယ်။လှိုင်းမြင့်မှာမြမကန်ယူတန်းတလျှောက်နဲ့ကန်းလွန်ပင်လေပြင်းမှာ6ပေမှ10ပေကန်းအထိရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်မိုးလေဝသခမန်းကျဲအခြေအနေမှာမြဝကျွန်းမော်ဒေတာများမှာထစ်ချုံးမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်လာနိုင်ပါတယ်။မိုးလေဝသတရင်စီစဉ်ကိုမိုးလေဝသဌာန MOHADM နဲ့ winni.com မှာရယူပေါ်ပြထားတာဖြစ်ပါတယ်။ နေ့အော်တိုဘာလ9ရက် VPN မိုးလေဝသသတင်းစီစဉ်များကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ကျွန်တော်ကိုထွန်းပါ